။ဘာပဲစားစားလောဘဒေါသနေဖို့အဓိကတို့ပဲမဲ့အသေးကြတဲ့အသေးရွက်စားရင်လေလောဘဒေါသဖြစ်တာပဲဘယ်ရွက်လေးကြိုက်တယ်ဘယ်တီးလေးကြိုက်တယ်တို့ပဲမဲ့လေအတန်းကားစားရင်တော့လောဘဒေါသတော့ပိုကြီးတာတော့သိကြတယ်နော်အတန်းကားစားလိုက်ဇဲကြီးကျမ်းလာနော်ထပ်ပြောရင်မကောင်းမိစ္ဆာတွေကအဲ့အတန်းကားစားကျူးတဲ့သူတွေရဲ့ခန္ဓာကိုယ်ကချွေးနှံ့ဘုန်းတို့ဒကာဓမ္မတွေဟောလို့တက်တက်လို့စားပါများရင်လေဘေးပုတ်ကိုဘေးက အခြားအသားငါးစားတဲ့သူတွေဖြတ်သွားရအနက်နန်နဲ့ကိုကအသားငါးစားနေတော့မတိတ်မတိတ်ပြီးတတိမထားမိဘူးသူနဲ့ကိုနဲ့ဆိုတော့နော်ကိုကအသားငါးမစားတော့အစားနည်းလာတယ်အတိရွတ်တွေစားတာများလာရင်ခန္ဓာကိုယ်ကထွက်လာတဲ့ချွေးနှံအစာပြောင်းသွားချွေးနှံအစာပြောင်းသွားတဲ့ခါကျတော့ကိုကိုရဲ့အနက်ကအရင်တော့မစိုးတော့တော်တော်လေးတက်တာလာအဲ့ခါမှာပတ်ဝန်းကျင်ကအေးအသားငါးစားကြည့်ရတူဖြတ်သွားလိုက်တာနန်းတာတိတာ နော်ဒါငါစာအဲ့တော့လူလူချင်းတော့အဲ့လိုတည်ရဆိုမကောင်းဆိုးပါရလောကသားတွေတရားတစ်စီဖုတ်ပိတ်တာတွေပူတည်တာပေါ့ပူတည်တော့အဲ့အတန်းငါစာကြည့်တဲ့သူတွေကပူနှောက်ရက်လွယ်ပူနှောက်ရက်လွယ်ရတယ်အနာပတ္တိဘုန်းကြီးတို့လေဒီစာတော်ဘုရားကြီးကငါသားမစားရနွားမြစ်တာစာဆိုပြီးရေးခဲ့တာနိနော်သူတပည့်အမဲသားဆိုတာပူဆိုးတယ်တဲ့နော်အမန်းတော့ငွားသားလို့ပြောရမှာငွားသားလို့မပြောဘဲနဲ့ဘာကြောင့်အမဲသားလို့သုံးတာလဲနော်တကယ်တာအမဲကောင်တွေ ထပ်ပြောရင်ပိတ်တာတရေတက်စီဖုတ်ပိတ်တာဒီအမဲနော်အမောင်လောကသားတွေဒီပုံကိုယ်ကြီးအရန်ကြိုက်တဲ့အသားမို့လို့အမဲသားလို့ပြောတာနော်အဲ့အမဲသားရဲ့စားပါများရင်ပို့ပြီးတော့ဇိုက်တွေကြမ်းတယ်ပို့ဆိုးတယ်ပြီးတော့ဒီမကောင်းမိစ္ဆာတွေပို့နှောက်ရှက်ဘာလို့သူတို့ကြိုက်တဲ့အသားစားတော့ဒါနဲ့ပတ်သက်ပြီးတုတ်တန်သူတွေစောက်တည်တဲ့အခါဒါဖုန်ကြီးဩဝါဒနဲ့အညီ ဘုန်းကြီးခိုင်းလို့တုတ်တဲ့သူတွေစောက်တည်ဖြစ်တဲ့ဘုန်းကြီးကိုအားကြပြီးတုတ်တဲ့သူတွေလည်းစောက်တည်တယ်ဥစဉ်လေးတပါးရှိတယ်ဥစဉ်လေးဆိုပေမဲ့ဘုန်းကြီးကတဝါကြောကြောအဲ့တော့တနစ်ကြောကြောလောက်ပဲနေပါတယ်ဒီဥစဉ်ကအဲ့ဘုန်းကြီးကလို့တုတ်တဲ့သူတွေနဲ့စောက်တည်တရားတွေကျင့်တော့ဒီကြောင်းနေသူကမေးတော့ဖဖောင်ပြောပြနောက်ဆုံးသူဖဖောင်အားကြပြီးသူကလို့တုတ်တဲ့သူတွေစောက်တည်တယ်စောက်တည်တော့အဲ့တရက်ကြတော့သူနဲ့တွေ့တော့သူကဖဖောင်ဘာလျှောက်တယ်ဖဖောင်အရှင်ကတုတ်တဲ့သူတွေနဲ့စောက်တည်တာဘယ်လိုလဲဆိုတော့သူကလည်းဖဖောင်ကိုတွေ့လာနေလျှောက်တယ်သူရဲ့တွေ့ကြုံနေ ဟာဖုံးဖုံးပြားတဲ့စာတော်ပြားတဲ့တပီတော့ဟိုလိုတရက်ကတော့တေမလို့ယူမလို့ပဲတဲ့ဟာအရှင်ကဘာဖြစ်လို့တော့ဒီလိုလေစာတော်မိတ်တယ်လို့တုတ်တဲ့တည်ဆောင်းရဲ့အတန်းကမစားနေဆိုဒီတော့မစားဘူးနေတယ်တဲ့အဲ့တရက်ဆုံးကန်ကြောက်တာဒကမကြီးတရက်ကဒီလိုတပိတ်တယ်ဟောအမဲသားလောင်းလိုက်တာတဲ့လောင်းလိုက်တော့ဒီဟိုလိုတပီတော့လည်းအမဲတမဲလေးဆိုတော့တပိတ်ဖွင့်ပေးလိုက်နေအမဲသားကပါလာပါလာတော့အေးငါစော့မယ်ဆိုရယ်စိတ်နေတာလေ မေးနေတယ်တောက်ကြတော့တပြီတော့လည်းစားချင်စိတ်ကပေါက်လာတယ်။เนาะအမြဲတည်းတက်တက်လို့ပဲစားနေရတော့ဒီအသားလေးတုံးလောင်းနေတော့ကွာ။ဘာမှတိတိတတ်တာမဖြစ်တော့ပါဘူးဆိုပြီးတော့နောက်ဆုံးနဲ့တပြီတော့လည်းဖုံးလိုက်တယ်ကြားနဲ့စားပလိုက်တယ်တဲ့။เนาะတတိအိုင်းနေညတုတ်တန်သူတွေစောက်တည်တယ်။တရားမှတ်နေနေဗျာတဲ့။เนาะညကြီးဆိုတော့တရားမှတ်ရင်ကြောက်မကြောက်တတ်ပါဘူးเนาะ။ ဒါမကြောက်ပါဘူးလားပြောနေတယ်ဟိုမှာကြောနေချမ်းနေတယ်လို့ပဲဟုတ်တော့တကမကြီးအဲ့ဒါအဲ့တပည့်တော်ရှာကြီးနဲ့လာရက်တာလေရှာကြီးကအရှိကြီးပဲအကြီးကြီးပဲတဲ့အာထပြင်းလေလွတ်မှာမဟုတ်ဘူးတဲ့ဘာလို့လို့လွတ်မှန်းမသိဘူးတဲ့ခေါင်းကြီးငုတ်ပြီးဒီတော့ဇော်ချွေးကြီးပြန်လိုက်တာဗျာတဲ့ရှာနဲ့လာရက်နေရတယ်အဲ့ဒီတရေကြီးကအဲ့ဒီပိတ်တာကြီးကတုတ်တံအမေသားနဲ့ရလို့အမေသားတတော်နဲ့စားလိုက်တာနော်တုတ်တံတုတ်တံမှာတွားအထုတ်တော့အဲ့ဒါနဲ့တပည့်တော်ကြောက်ပြီးရောတဲ့ ဟဲ့ကောင်မင်းတော်တော့တော်တော့တော့ပြောတော့နော်အာမင်းနဲ့အဲ့လိုပြောတဲ့အခါကျတော့အဲအဲ့ဒီအဲ့ဒီတရားပြောတာလေနော်အဲဒါအရှင်မြတ်ခန္ဓာကိုယ်ကအဲ့ဒီအမေသားနဲ့အရာမွေးတာပဲအဲ့ဒါနော်ဒီအနိုင်ကြောင့်တပြီးတော့အဝေးရလာတာလေဒါဖြစ်နိုင်ရင်လည်းအဲ့ဒါအဲ့ဒီအမေသားအနိုင်ရတော့တပြီးတော့စိတ်တရားလေအရှင်ပြောင်းအောင်စားကျင်တာလေဖြစ်နိုင်စားလို့မရလို့ နော်အဲ့ဒီမဲသားအနံ့ရလိုက်တာနဲ့သူအဲတပြီးတော့စိတ်တရားအရင်ပြောင်းလာတာလေအရှင်မြောင်အောင်စားကျင်တာလေဒါပေမဲ့စားလို့မရဘူးလေအရှင်မြောင်ဘုရားသားဖြစ်နေတော့လေအဲ့ဒါနဲ့အရှာအပြားကြီးနဲ့လာရက်တာလေသူတကောလုံးအဲတရားမှတ်နေနေယွန်လိုက်တာဘုရားတဲ့ဘာမှလည်းလုံးလုံးမရဘူးလှုပ်လည်းမလှုပ်နိုင်ဘူးတဲ့ကြောက်လိုက်တာတဲ့တပြီးတော့အ aya စားပြီးတပြီးတော့ဒါစားတော့လည်းတောင်းပန်ပါလေတဲ့စားတော့ဩဝါတော့တပြီးတော့မလိုက်နိုင်မိလိုက်တာတပြီးတော့ပေါ်စားမိလိုက်တာအမဲသားလေးတဒုံးလောက်နဲ့ကွာ မဖြစ်တော့ပါဘူးသူကလည်းငတ်နေတော့တဲ့စားမိလိုက်တာဗျာတဲ့သွားရောတဲ့အဲ့ဒီညာယူမတက်ပဲတဲ့မိုးလေကန်ဒီမှာအဲ့ကောင်ကပြန်သွားတာတဲ့နော်ကြောင်းပြန်လာတော့ရေချိုးလိုက်ရတာတဲ့နှစ်ပြတ်သုံးပြတ်လာချိုးတာရေဦးတဲ့နော်အဲ့ဟာကန်ကောင်းလို့ဒီတော့အတက်ပါလာတာတဲ့နော်နော်အဲ့လိုမျိုးတဲ့အယံကိုကြောက်ပြီးတော့ဘာလို့မှမသိဘူးတဲ့နော်အဲ့လိုမျိုးရရှိတယ်ဒီမကောင်းမိစ္ဆာတွေကအဲ့အမဲသားနဲ့ဆိုပိုကြိုက်တယ်တခြားသားတွေတဲ့ဒီနိုင်ငံမှာအမဲသားအယံစားတယ်နော်အမဲသားအယံစားတယ် နော်တော်တော်များများပေါ့နော်အကြတော့ဒါလေးတတိထားဖို့ပြောတာနော်ဘုန်းတော်ဆရာတော်တွေဘုန်းကြီးတွေလည်းဒီလိုဒါအမဲသားကြိုက်တယ်ဘုန်းကြီးအမဲသားစားတယ်ဘုန်းကြီးဒါကမာဝါစာရွေ့တိတ်မစွမ်းအဲ့ဒီဘုန်းကြီးဒါပရိယွေ့လည်းတိတ်မစွမ်းသူတို့ရဲ့ဗဇက်ဟလိုက်တာနဲ့အဲ့ဒီအမဲသားနဲ့ရတာနဲ့ဘုန်းတရားတစ်စရာမပြေးတဲ့ဖြစ်အဝေးရတော့လာတယ်အဲအသားစားကျူးတဲ့သူတွေရဲ့အိမ်ပတ်ဝန်းကျင်မှာမကောင်းမိစ္ဆာတွေပုံများတယ်အသားကြိုက်တဲ့သူတွေနော်အသားစားကျူးရင် ဒီမကောင်းမိစ္ဆာတွေပုံများတယ်အထူးသဖြင့်အဆိုးဆုံးကအသာတကယ်အသာထဲမှာအဆိုးဆုံးကအမဲသားအဆိုးဆုံးပဲအဲ့ဟာအမဲသားညှိနှက်အပြင်းတယ်ဒီမကောင်းမိစ္ဆာတွေကအဲ့အနောက်အရန်ကြိုက်တာကဲ့ကဲ့ထားတော့အဲ့ဒါဆိုတော့အဲ့ဒီယတတနာရှာဝမနိုင်တဲ့အတွက်လူတွေကဒုက္ခအရန်ရောက်ကြတာအများကြီးပဲနောက်ဆုံးအသက်ပါပေးသွားရတယ်အသက်မပေးမတည်သွားတဲ့လူတွေရှိသလိုသာဖုန်းလို့အစားအသောက်လေးကြောင့်ဒါပါဇက်ထဲမှာကိုကြိုက်တာတွေစားလိုက်ရတယ်ကိုသ ဝါပြီဆိုတာဘယ်နှမိနစ်အကြာကြီးဝါလဲအကြာကြီးလည်းမဝါပါဘူး10မိနစ်2မိနစ်ကိုယ့်ရဲ့ပါဇက်တယ်မှာနော်ဥမာသမင်းတစ်ခါစားပြီကိုကြိုက်တဲ့သမင်းမို့ကိုကြိုက်တဲ့အသားတွေစားတယ်ကိုကြိုက်တဲ့အရာတွေစားပြီနော်နိုင်တဲ့ချိန်စားတဲ့သူမရှိပါဘူးဝါရင်ရက်အားတာပဲနော်7မိနစ်15မိနစ်စကားပြောပြီးစားနိုင်ဘက်ဒီဝင်းကျင်လောက်ပါပဲကိုပါဇက်တယ်မှာတကယ်တမ်းပြောတော့စားတဲ့အချိန်ပြောတာတကယ်တော့ပါဇက်တယ်မှာဝါပြီးကောင်းလိုက်တာဆိုတဲ့အရာတာဖြစ်တဲ့အချိန်ကစက္ကန့်ပိုင်းလေး ထပ်ပြောရင်အလုံးစုံ10မိနစ်ပဲခိုင်တဲ့ရောက်သွားရင်အဲ့ဒီအရာသာတည်တည်လားမတည်ဘူးဝါးနေတဲ့အချိန်ကြီးပဲဒါပေမဲ့အဲ့ဒီအရာသာကိုနော်ကိုနဲ့မတည့်ဘူးဆိုတာကြီးတည်နေအဲ့ဒီအရာသာကိုခုံမင်းပြီးတော့ဒါမိုက်တကယ်လို့အေးလိုက်ပြန်ပိတ်လိုက်အေးလို့ရရင်ပြန်ပိတ်လို့ရရင်ဒါမိုက်အေးလာတည်တယ်နော်ပိတ်လိုက်ပိတ်လိုက်အဲ့ဒါဆိုတော့ကိုဘဇက်ထဲမှာဝါးလိုက်ရတာစက္ကန့်ပိုင်းမိနစ်ပိုင်းလေးကောင်းလိုက်တာဆိုတာ ဘိုက်တက်ရောက်သွားရင်ဘာမှလည်းသိတော့တာမဟုတ်ခိုင်းရတော့အာတေလူမတက်တယ်ဖြစ်စေုံနေတက်တချို့တေရောတေသွားတာတန်တယ်လားတန်သွေးကြည့်မတန်ဘူးနော်အကြတော့ဘုန်းတော်အတန်းကားတွေမစားဖို့ပြောတာမဟုတ်ရှော့အောင်တက်နိုင်စုံဒီကောင်းတာကတော့ကောင်းတာဆိုတဲ့ဟိုလိုပေါ့နော်ကျမရဲ့နေလေညီညွတ်တာကတော့ငားလောက်ပဲဘုန်းတော်တော့စားစေခြင်းနဲ့နော်နော်အဲတခြားအသားကြီးတွေတိတ်ပြီးမစားစေခြင်းနော်